ဒါကြောင့်အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီကနေ့မှာဆိုလို့ရှိရင်တော့ဂျွန်လ19ရက်နေ့မှာရှင်ပိုင်ကစားဖို့ရှိနေတဲ့ရန်ကုန်ယူနိုက်တက်အသင်းနဲ့ဟန်တာရီယူနိုက်တက်အသင်းတို့ရဲ့ပွဲစဉ်တွေပတ်သက်ပြီးတော့ကျွန်တော်တို့မေးမြန်းဆွေးနွေးပေးသွားဖို့ရှိပါတယ်ဒီနေ့မှာတော့ရန်ကုန်ယူနိုက်တက်နဲ့ဟန်တာရီယူနိုက်တက်အသင်းတို့ရဲ့ပွဲစဉ်အကြောင်းပြောဖို့အတွက်အဖိတ်ခေါ်ထားတဲ့သူကတော့ရန်ကုန်ယူနိုက်တက်အသင်းရဲ့နီးပြချုပ်ဖြစ်တဲ့ဦးကျော်တော်မဲဖြစ်ပါတယ်ခင်ဗျာအကိုမင်္ဂလာပါခင်ဗျာမင်္ဂလာပါခင်ဗျာအားတဲ့ဒီပရိသတ်တွေကိုလည်းနှုတ်ဆက်ပေးပါအောင်ခင်ဗျာဟုတ်ကဲ့ပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ရန်ကုန်ယူနိုက်တက်အသင်းနီးပြချုပ် ကြော်တော့ပါခင်ဗျာဟုတ်ကဲအကိုကြီးကျွန်တော်စကားဝိုင်းလေးကိုစလိုက်ရအောင်လာမယ့်16ရက်နေ့မှာတော့အကိုတောင်ယူရတဲ့ရန်ကုန် United နဲ့ဟန်တာရို United တို့ကတော့ဒီ quarter final အဆင့်မှာတော့စောစီးပဲထိတ်တိုက်တွေ့ပြီပေါ့နော်ကဲဒီတွေ့ဆုံမှုကိုအကိုအနေနဲ့နီးပြချုပ်တယောက်အနေနဲ့ကြိုတင်မြုပ်လင့်ထားခဲ့လားဆိုတာလေးစပြီးတော့ပြောပြပါအောင်အဲဒါတော့ကျွန်တော်တို့ဒီ league cup ပြိုင်ပွဲမစခင်ကျွန်တော်တို့ main night စတင်စ main night ကလေးကဒါတို့အရေးဆုံးဒီ ကိုကျွန်တော်ပြောတာဒီ feature ကိုရေစဆွဲအောင်ရေဒီမှာကြလာမယ်ဆိုတော့အာကျွန်တော်ကဟိုဘယ်လိုပဲကျွန်တော်ထင်ထားပြီးသားပါဘောနော်ကျွန်တော်ကအဲ့ဒီနှစ်သိန်းနဲ့တသိန်းတော့ကျွန်တော်နဲ့ကစားရမယ်အဲ့ဒီမှာကစားခဲ့မှာလဲကျွန်တော်အတင်းချောင်းကိုလဲကျွန်တော်ကသူများနဲ့တွေ့မှာနောက်မှာကျွန်တော်အုပ်စုဘွဲအတွက်ကိုလဲကျွန်တော်အရင်စဲစားရသေးတယ်โอเคဘာလို့လဲဆိုတော့ကျွန်တော်ကကျွန်တော်အုပ်စုလက်ရှိနေတာကျွန်တော်ကြားတဲ့အုပ်စုကမနစ်ကလိကက်ကခုလိကက်ကကစားတာဆိုတော့နှစ်ချိန် ရှိပါဘောနှစ်နှစ်ရှိပါဘောနော်ကိုနော်မနစ်ကတော့ကျွန်တော်မကင်ခဲ့ရဘူးဘောနော်ဒီနှစ်ကတော့ကျွန်တော်ကင်တဲ့အချိန်မှာ ်မနေ့ကနဲ့ဒီနေ့နဲ့ထူးခြားတဲ့ဟာလေးဦးရပြောတာပေါ့နော်မနေ့ကဆိုရင်ဘာပြောကျွန်တော်တို့ဟို M2 တင်းလေးပါတယ်နောက်ပြီးတော့တချို့အတင်းလေးပါတယ်ပေါ့နော်ဟုတ်ကဲ့ဆိုအဲအဲ့နဲ့နဲ့ဒီနေ့တော့မတူကျွန်တော်ဒီနေ့ပါစီကျွန်တော်ပြောရလို့ရှင်တော့ဒါကျွန်တော်တို့ဒီစနေတိအတွေ့အကြုံရှိတဲ့အတင်း၄တင်းပါတယ် အခုမှတန်တန်တက်ဖို့အတွက်စူးစမ်းနေတဲ့ရန်ကုန်ဘက်ဆိုတဲ့တင်ငားသေးပေါ့နော်ဟုတ်ကဲ့ဟောဒီနေ့အုပ်စုနေသားလေးကိုလည်းကျွန်တော်ကအရင်စပြောရတာပေါ့နော်ဟုတ်ကဲ့ပါဗျာဟာဟုတ်ကဲ့ပါဒီမှာဆိုလို့ရှိရင်ဒီအကိုတို့အုပ်စုစရဲဆိုတဲ့အကိုခုနပြောတဲ့ရန်ကုန်ရိုင်းနဲ့စပြီးတော့တွေ့တယ်ဒါတော်တော်လေးခက်ခက်ခဲခဲကစားခဲ့ရတယ်ဒီတစ်ဖက်အတင်းကလည်းစုဖွဲ့မှုကောင်းတယ်ဒီနိုင်ငံသားကစားသမားတွေလည်းပါလာတယ်အကိုတို့အတင်းကိုပြောရမယ်ဆိုလို့ရှိရင်တော့ဒီခက်ကန်သွားတဲ့နေသားတစ်ခုမှာအကိုအတင်းနေနဲ့တော်တော်လေးလောက်ရကန်ရ ခက်ခဲတာကိုတော့ကျွန်တော်တွေ့ရတယ်ဒီပွဲကတော့အားလုံးသိတဲ့အတိုင်းပဲဂိုးမရှိတေးရလက်ထွက်ပေါ်ခဲ့တယ်ပေါ့အဲ့ပွဲပြီးတဲ့နောက်ပိုင်းမှာပရိသတ်တွေကတော်တော်လေးဝေဖန်မှုတွေညံခဲ့တယ်ပေါ့နော်ဒီရန်ကုန်ယူနိုက်တက်ဆိုတွေကတိတဲ့အတိုင်းပဲပရိသတ်တွေကစပြီဆိုတွေကသူတို့ကအကောင်းဆုံးအမြင့်ဆုံးပဲလိုချင်ကြတဲ့နေသားမှာဒီလိကက်အဖွင့်ပွဲမှာတင်တည်ကြလိုက်တော့တော်တော်လေးဝေဖန်တန်နေညံခဲ့တယ်။အဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့နည်းနည်းတော့အပြန်ပြီးတော့ပြောပြပါအောင်ဗျ။ဟုတ်ကဲ့ဒါတော့လည်းကျွန်တော်လက်သက်ခံပါတယ်။ဟိုဘာလို့လဲဆိုတော့ ဘောလုံးရဲ့သဘောတဘာဝပေါ့နော်ကျွန်တော်တို့ကအခုဒီအုပ်စုမဲနိုင်ပြီးတဲ့အချိန်မှာကျွန်တော်သဘောကျတယ်ဆိုလဲဆိုတော့အချက်လေးပေါ့နော်ကျွန်တော်ကမဟာပါတယ် AOR ပါတယ်ဒါကချင်းဆိုလာတာကျွန်တော်တို့ MM1 နေပြင်ဆင်းသွားတဲ့အတင်းပေါ့နော်ဂျကုန်လက်တက်ပါတယ်နောက်ပြီးရဆိုတော့ရန်ကုန်ရိုင်းဘာလို့ကျွန်တော်သဘောကျရလို့ပြောတာလဲဆိုတော့ကျွန်တော်ပထမဆုံးပွဲရိုင်းကုန်ရိုင်းရဲ့ပွဲမှာကျွန်တော်တည်ကြိုက်တာကျွန်တော်တို့အမျက်ထွက်သွားတာဘာလို့အမျက်ထွက်သွားတာလဲဆိုတော့ဘောလုံးရဲ့သဘောတဘာဝရပါတယ်ဆိုပြီးတော့ဒါပလေယာကဒီအတင်းနဲ့တွေ့ရပါတယ်ဆိုတဲ့စိတ်ကဒီ emotion ရဲ့ပေါ့နော်ဒီ mental ကအရင်အရေးကြီးတာပေါ့ ရပါလေဆိုတဲ့စင်းနဲ့ပွဲထွက်လာတယ်။ဇန်ဘိုရာရဲ့အသင်းကသူတို့ကလည်းဒီနှစ်မှဒီဒီ M2 မှာတန်တက်ဖို့အတွက်စတင်ရှေ့တယ်ပေါ့နော်။ M2 မှာရင်းပြန်ခံမယ်။ကစားပြီးတော့မှဒီ M1 ကိုသူတက်ဖို့ပြင်ဆင်နေတယ်တော်တော်လေးပြင်ဆင်လာတာပါ။ဟိုကျွန်တော်ဟိုရင်းအင်တာဗျူးတွေလည်းပြောသလိုကျွန်တော်အဲ့ဒီအသင်းမှာဆိုရင်ဒါကျွန်တော်ရန်ကုန်လူခိုင်တော့ပလေယာတွေတော့မှအများကြီးပါသေးတယ်ပေါ့နော်။အဲ့တော့ရန်ကုန်နဲ့တဲ့ဘောလုံးတင်အဲ့ဒီကျွန်တော်တို့အသင်းကသူတင်းနဲ့စတွေ့ရန်ကုန်ပိုင်းနဲ့အုပ်စုပထမဆုံးဘွဲမှာပဲ။အဲ့တော့ဆောနာကျွန်တော်ပြောသူကျွန်တော်တက်ကတော့အမျက်ရှိတယ်။ဘာလို့ဆိုကျွန်တော်ကစားသမားတွေကိုကျွန်တော် ပြန်လဲ analyze လုပ်ပြီးကျွန်တော်ပြန်လဲပြောပြလို့ရတယ်ပေါ်လုံးမှာရပါတယ်ဆိုတာမရှိဘူးအဲ့တော့ကျွန်တော်တို့ဟိုမန်တရားအာဒီဒီနေ့နဲ့ရပါတယ်ငါတို့ AAC ကစားလို့ရပါတယ်ဆိုတဲ့အနေထားနဲ့ပို့ဟိုပြန်ပွဲကိုချင်းကတ်လိုက်တာအဲ့တော့တေဆိုတဲ့ရလဲပေါ့နော်အဲ့တော့အဲ့ပြန်ပွဲမှာဒီလိုဖြစ်တော့ပြီးတဲ့နောက်ပိုင်းမှာလာကျွန်တော်ကဒါလို့မရဘူးဆိုတဲ့ဟာဒါလို့မရဘူးဆိုတဲ့ဟာကို player ကို training ကမောအမြဲတမ်းထက်ကတလေးလေးသူတို့ပြန်လဲပြောပြပြီးတဲ့အချိန်မှာဒါကျွန်တော်တို့ဒါအုပ်စုပွဲကမှာတော့ကျွန်တော်နောက်ထပ် ၃ဘွဲလုံးကတော့ကျွန်တော်တို့ဒါရှုံးဘွဲမရှိပါတော့ကျွန်တော်တို့အဲ့ဒါဟိုဒါ quarter final ကိုတည့်ရောက်လာတော့ပါတော့ဟုတ်ဟုတ်ကဲ့ပါဒါပထမပွဲမှာတည်ကြပြီးနောက်ပွဲမှာတောက်လျှောက်ဆိုဆိုတော့နိုင်ပွဲတွေရခဲ့တယ်ပေါ့နော်အဲကျွန်တော်မမက်ရရဆိုလို့ရှိရင်ရန်ကုန်ရိုင်းရဲ့တည်ကြပြီးလုပ်တဲ့ interview တစ်ခုမှာဆိုလို့ရှိရင်အကိုပြောခဲ့တာရှိတယ်ပေါ့နော်ဒီအုပ်စုတွင်းကနေပြီးတော့အုပ်စုပထမရဖို့ဆိုလို့ရှိရင်ရမတ်ဆယ်မတ်နဲ့ရောမရနိုင်ဘူးလားဆိုပြီးတော့အကို interview တစ်ခုမှာပြောခဲ့တာတော့ကျွန်တော်မမက်ရရရှိတယ်အဲ့တုန်းကဘယ်လိုမျိုး အဲခန်းစားချက်မျိုးနဲ့ပြောခဲ့ရတယ်ဘလို့ယုံကြည်မှုမျိုးနဲ့ပြောခဲ့ရတယ်ဒါအုပ်စုအားလုံးပြီးတော့လေကိုပြောတဲ့အတိုင်းပဲစေမတ်နဲ့အုပ်စုပထမနေရာကနေကိုကဒါအောင်တက်လာဆိုတော့ဟုတ်ကဲ့ဟိုကျွန်တော်တို့ကငါးသိန်းအုပ်စုဆိုတော့၄ဝက်ကစားအောင်နော်၄ဝက်နိုင်လို့ရှိရင်၁၂မှတ်အဲဒါဆိုအုပ်စုပေါ်ပေါ့နော်အဲအားလုံးသိထားတဲ့အမြင်လေးပေါ့ဒါကျွန်တော်လည်းဒီလိုပဲသိထားတာပေါ့အဲ့တော့ကျွန်တော်တို့ကပထမဆုံးစကန်တဲ့ပွဲမှာကျွန်တော်ကသိကြသွားတယ်ဒါပထမဆုံးတပွဲပဲရှိသေးတယ်ကျွန်တော်နောက်၃ပွဲလုံးကျွန်တော်နိုင်လို့ရှိရင်ကျွန်တော်စေမတ်ရပဲကျွန်တော်အုပ်စုပေါ်ကအုပ်စုပေါ်ပဲ ဆောနာကျွန်တော်ပြောသလိုအုပ်စုဘွဲမှာဒါမျိုးလေးကျွန်တော်အခုပထမဆုံးဘွဲမှာကျွန်တော်တို့မှားသွားတယ်ပေါ့နော်ဒါပြန်ဟိုကစားဟိုတစ်ဖက်အတင်းကိုဘယ်လိုပြောမလဲဘွာဟိုလိုဖြစ်လို့ပြောတာမဟုတ်ဘူးပေါ့နော်ပေါ့ပြပြနဲ့ချင်းကတ်တာပေါ့စိတ်ပိုင်းဆိုင်ရာရပါတယ်ဆိုတဲ့စေဟုတ်ကဲ့ဟုတ်အဲ့ဒီဟာကကျွန်တော်တက်ကသူတို့ထွန်းနေခွင့်မှာဒါကျွန်တော်လည်းလုံးလုံးကတ်လို့ခေါင်းသွားတယ်ကျွန်တော်မှားတဲ့ဟာအစိုးကြီးမှားခဲ့တာလေအစိုးကြီးပုံနေပြောတော့ဒီစိတ်ပိုင်းဆိုင်ရာသူတို့ဟိုကစားပုံတွေရောနည်းနည်းရောဒီရောနည်းကျွန်တော်မှားခဲ့တဲ့ဟာနောက်ပိုင်းမှာကျွန်တော်တို့တက်ကခေါင်းသွားရအောင်နော်အဲ့တော့ဆောနာကကျွန်တော်ပြောသူပေါ့ မာသင်အုပ်စုမှာ၄ဘွဲကစားရမယ်၁၂မက်ရမှာအုပ်စုဖို့မဟုတ်10မက်ရလို့ရှိရင်လည်းအုပ်စုဖို့ဘာလို့ကျွန်တော်တဘွဲနိုင်မယ်ကျင်းနဲ့၃သင်းလုံးကျွန်တော်နိုင်ပါလိဟုတ်လားဘူးဘာသူတို့အတင်းကကျွန်တော်ကိုရှုံးသွားလို့ရှိရင်သူတို့ထံကုန်ရမှာကိုကျွန်တော်ပြပြမယ်သူတို့ကိုမှတ်ပဲရမှာ哦အဲ့တော့ကျွန်တော်10မက်နဲ့လည်းကျွန်တော်အုပ်စုဖို့ပဲဟုတ်ဟုတ်ပြပါဒါနောက်ဒီမှာနောက်ထပ်အကြံနဲ့အုပ်စုပွဲစဉ်တွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ပြည်သက်တွေဘက်ကမမရဖြစ်တဲ့ပွဲကတော့ရန်ကုန် United နဲ့ AR United အတင်းတို့ရဲ့ထိပ်တိုက်တွေ့တဲ့ပွဲပေါ့နော်ရန်ကုန် United ကတကူးကူးကြီးဆိုတော့ဂျာလန်နဲ့တော့ ကတ်နိုင်တယ်အဲ့ပွဲအကြောင်းအမှတ်တရလေးမဲပြောပါအောင်ကျွန်တော်ပြည်သက်တွေအမြင်မှာတော့ရန်ကုန်လိုက်တဲ့ဒီခိုးတွေအများကြီးပြတ်တော့မသွားဘူးရန်ကုန်အနေနဲ့လည်း ARU ကိုတော်လေးခက်ခဲခဲကစားခဲ့ရတဲ့ပုံစံမျိုးတွေတွေ့ခဲ့ရတယ်ဆိုတော့လေဟုတ်အဲ့ ARU နဲ့ပွဲကလည်းကျွန်တော်တို့ကပွဲစဉ်၃ပေါ့နော်ဟုတ်ကဲ့ကျွန်တော်ကရန်ကုန် Ryan နဲ့ပြီးတဲ့ချိန်မှာကျွန်တော်ကချင်းနဲ့ကစားလိုက်ရတယ်ကချင်းနဲ့ကစားရမှာကျွန်တော်ခုနှစ်ခုဆိုလေးရမယ်ရတယ်ဟောခုနှစ်ခုပြတ်သွားတဲ့အချိန်မှာဘာပြောကစားသမားရဲ့ယုံကြည်မှုကလည်းနည်းနည်းလေးတက်လာပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ ီကစားပုံလေးကလည်းနည်းနည်းလေးကောင်းလာအဲ့အချိန်မှာကျွန်တော် ARU နဲ့တွေ့တာပေါ့နော်ဘွဲစင်သုံးဖြစ်တဲ့အတွက် ARU ရာလည်းသူကလေဘွဲစင်နှစ်ပဲရှိသေးတယ်သူအဲ့အချိန်မှာတပွဲတည်ရပဲရှိသေးတာပါနော်သူကလည်းဒီဘွဲအနိုင်ရမှသူကလည်းအုပ်စုအတွက်ကအဲသူအလားလာကောင်းမှာပေါ့နော်ကျွန်တော်ကလည်းကျွန်တော်နိုင်မှကျွန်တော်နိုင်ကျွန်တော်ခုနှစ်မရခုနှစ်မဆိုဘာပဲပြောကျွန်တော်ကဟိုနောက်ဆုံးဘွဲတစ်ဘွဲမကန်ခင်မှာကျွန်တော်ခုနှစ်မနဲ့ကျွန်တော်အုပ်စုဘူဖြစ်နိုင်နေတယ်အဲ့တော့ကျွန်တော်ဒီဘွဲအတွက်ကလည်းကျွန်တော်မေး ARU ရာလည်းမေးအဲ့တော့ ဟိုဆနာကျွန်တော်ပြောဆို ARV အတင်းကလည်းဟိုကျွန်တော်အမြဲတမ်းပြောပါတယ်ကျွန်တော်ကတို့နီးပဲဆရာတွေဆရာအုပ်ချုပ်နေဆိုတာပြောင်းထားတယ်နောက်ပလီယာလူငယ်တွေလည်းပြောင်းထားတယ်တို့အတင်းကလည်းနည်းနည်းချစ်ချစ်လေးလေးပေါ့နော်ပုံစံမျိုးဒီမျိုးပြောင်းသွားတယ်ပေါ့အဲ့တော့ကျွန်တော်တို့ကစားခက်တယ်ပေါ့နော်အဲ့တော့ဇာလက်ကတော့ဟိုရင်းနေလေးချင်းမြောင်းသွားတာပေါ့ဟိုတုံးမက်ကတော့ရတာပေါ့နော်ကိုကတော့တကူပဲနိုင်ရတာပါဟုတ်ဟုတ်ကဲ့ပါအဲကျွန်တော်တို့ဒီအုပ်စုအတွင်ပွဲတွေအကြောင်း ြန်ပြောရင်းနဲ့ထပ်ပြီးတော့မေးချင်တာကဒီအခုအနေနဲ့ကလည်းအသင်းမှာကနိုင်ငံသားအစားသမားအစ်စ်တွေလည်းခေါ်ထားတယ်ပြည်တွင်းကစားသမားအစ်စ်တွေလည်းခေါ်ထားပေါ့လက်ရှိကစားပြီးခဲ့တဲ့ဒီဒီကတ်အုပ်စုတွင်းပွဲစဉ်တွေရဲ့ကစားသမားတွေရဲ့အနေထားကဘယ်လိုရှိလဲဒီအုပ်စုတွင်းပွဲစဉ်တွေအပေါ်မှာပေါ့အခုရဲ့နေပြအမြင်နဲ့ဒီကစားသမားအစ်စ်တွေနဲ့ဒီကစားသမားဟောင်းတွေနဲ့အကြာကအနေထားနေပြချုပ်တယောက်အနေနဲ့အားရလားပါရီပြောအပ်တယ်လို့ထင်ဟုတ်ကဲ့ကျွန်တော်ကဒီနှစ်မှာတော့ကျွန်တော်ရန်ကုန်နဲ့တဲ့ဘောလုံးတင်းကကျွန်တော် ဟိုပြောခဲ့တယ်လို့ပဲလေကိုကစားသမားတော်တော်များများစာချုပ်တရမ်းတွေကိုဝါတယ်ကိုတော့တော့ဟိုဒါ professional ဟောနော်သူ့အသင်းတွေပြောင်းသွားတယ်ကျွန်တော်တင်းရှားတင်းကကျွန်တော်ကစားသမားတွေခေါ်ထားတယ်ဗောနော်အဲ့တော့ဟိုပုံနေပြောတော့အသင်းတိုင်းအားလုံးကပြင်ဆင်ကြည်ဒီနေ့လိကမှာတော်တော်လေးရက်တွေသိပ်မရကြဘူးဗောနော်ကျွန်တော်လည်းထုံနေလကောင်းမရက်တော့သိပ်မရအောင်အဲ့တော့ပြင်ဆင်ပြင်ဆင်မဲ့အသင်းကလူကမကွာဟို competition ဖြစ်အောင်လို့အသားကြောက်အောင်လို့တော့ကျွန်တော်တွဲတွဲနေတာပထမတစ်ပွဲမှာဆိုလဲကျွန်တော်ဒါဟိုတယောက်တစ်ယောက်ကဟို ိုစိတ်ဆက်လေးမမိကြဘူးပေါ့နော်အတဖြည်းဖြည်းတဖြည်းဖြည်းချင်းနဲ့မိလာတာပေါ့နော်ခုနိုင်ငံသားဆိုတဲ့နိုင်ငံသားလေးကကျွန်တော်တို့ကနိုင်ငံသားရောက်လာလိုက်ဟိုတင်းနေလောက်ပဲရှိသေးတယ်ကျွန်တော်ရောက်တာလည်းနောက်ကျအဲ့တော့ကျွန်တော်ကထက်ကန်ကစားအဲသူ့အထာကိုမတိကို့အထာသူ့မတိလေးပေါ့နော်ဂျိဆက်လေးတွေကအာဒါဆိုရင်ဟိုမလီယာရဲ့အန်ဒါစတန်ဒင်းနဲ့လားပုံလုံးကစားနေကြရတယ်ကျွန်တော်ရဲ့ strategy ဆိုကျွန်တော်ဘာမှတိတ်တုံတော့ထက်လို့မရသေးဘူးဘာလို့ဆိုတော့ကျွန်တော်ကသူတို့ရောက်လာတဲ့အချိန်ကနေ့ရက်လောက်ပဲရှိသေးတယ်ဟို live ဖြစ်နေပေါ့ပေါ့ပေါ့လို့တဲ့မဲ့အချိန်မှာသူတို့ရောက်လာတယ် နော်ဟိုဘောလုံးရဲ့သဘောတဘာဝကလည်းဆိုင်ပမာဘာမှပြောလို့မရဘူးလေဟိုကျွန်တော်တို့ကဒီ practice freedom မှာ practice လုပ်ပြီးမှသာကျွန်တော်တို့ကဒီလိုကစားမတူစားတိုးလို့ရတာပေါ့နော်အဲ့တော့နောက်ပိုင်းနောက်ပိုင်းလေးတွေမှာတော့နည်းနည်းလေးထွင်နေသားကြရတယ်အဲ့တော့ခုကိုပိုင်းလေးချင်းလေးတော်တော်လေးမိကြတာပေါ့နော်ဟုတ်ကျွန်တော်တို့နိုင်ငံသားဆိုလဲဒါကျွန်တော်တို့ဂျပန်ဆိုလဲရောက်ကစားဆိုရင်သူထွင်ကြီးလေးနည်းနည်းပြတ်ထားတာတွေ့တယ်ပေါ့နော်အဲ့တော့သူမိသားစုဟိုကအဖွဲ့ဝင်တယောက်က accident ဖြစ်လို့သူပြန်သွားလာနဲ့ပြန်ရောက်လာနဲ့သူတည့်လောက်ပဲရှိတန်းကစားရတာပေါ့နော်အခုနောက်ပိုင်းတော့ကျွန်တော်တော်တော်လေးသားကြလာပါပြီဟုတ် ဟုတ်ကဲ့ပါဒီကစားသမားတွေအကြောင်းမင်းနဲ့ထပ်ပြီးသက်သက်တည်းမေးချင်တာပါဗောနော်ဒီပိတ်သက်တွေကြားထဲမှာလဲပြောနေတဲ့အကြောင်းအရာတခုရှိရဲဒါကပါလဲဆိုတော့ဒီအကုတ်အသိရဲ့ဒီကွင်းလယ်ကစားသမားဗောနော်လူငယ်ကစားသမားသူဖြစ်တဲ့ဇော်ဝင်းသိန်းနဲ့ကိုယ်တို့အသိခေါ်ထားတဲ့အာကာကျော်နဲ့ဗောနော်အဲဒီကစားသမားနှစ်ယောက်ကိုရန်ကုန်နေတဲ့အသိရဲ့ကွင်းလယ်မှာတပြိုင်တည်းထည့်ပြီးတော့တုံးတဲ့အခါကျရင်ဒီရန်ကုန်ရဲ့ကစားကွက်ကနည်းနည်းလေးလေးသွားရဲဆိုပြီးတော့ပိတ်သက်တွေကြားထဲမှာပြောကြရဲဗောဘာဖြစ်လို့ဆိုတော့ဒီဇော်ဝင်းသိန်းရောအာကာကျော်ရောဘလုံးကိုကင်ကစားတတ်တဲ့စတိုင်မျိုး ရှိရဲဆိုတော့ပိတ္တရကြားထဲမှာတော့အဲ့လိုပြောလေးပြောထားတော့လောလောဆယ်မှာတော့အဲစကားတွေထွက်နေတယ်အဲဒီပုံမှာနိပြချုပ်တယောက်အနေနဲ့ဗာများပြောချင်တာရှိတယ်ပြောဟုတ်ကဲ့ဒါပြည့်တက်ကတော့ကျွန်တော်တို့ကြားထိုးသူလိုပဲလေကျွန်တော်တို့ဘလုံးကွင်းလေးကိုဘလုံးကွင်းထဲမှာပဲထိုင်ကြည့်ရတာသူတို့အပေါ်ကကြည့်ရတာဟုတ်ကဲ့အိုမြင်ပါတယ်သူတို့ပြောတာမှန်ပါတယ်ဘာလို့လဲဆိုတော့ဆနာကျွန်တော်ကပြောချင်တာကတော့ကျွန်တော်ရဲ့ idea ရပဲဒီ player တွေကဟိုကျွန်တော်ဒီဆောက်ထားတာပေါ့နော်ကျွန်တော်အဓိကကတော့ကျွန်တော်ဘလုံးမဆုံးချင်ဘူး ဟိုအမှန်ကအမြန်သွားမယ်ဆိုရင်လည်းသွားလို့ရတယ်ကျွန်တော်ကအတက် defend အတက် defend ပဲဖြစ်နေမှာတိုက်စစ်စင်လိုက် defend ဖြစ်လိုက်တိုက်စစ်အဲဒီခါကျကျွန်တော်ဘောလုံး keep လုပ်ခိုင်းတာလေးပေါ့နော်ဒါကျွန်တော် idea ကြီးလဲပါပါတယ်ဗျဟုတ်ပေးတဲ့ကတော့အဲ့လိုမြင်လာလေးကြီးကအကြံဉာဏ်လေးကြီးပေးတာလဲကျေးဇူးတင်ပါတယ်ဗျဟုတ်ကဲ့โอเคကျွန်တော်တို့လောလောဆယ်လက်ရှိအနေအထားကိုပြန်ပြီးတော့တွားကြင်ပါတယ်လက်ရှိကတော့ဒီမကြခင်မှာကစားဖို့ရှိနေတဲ့ quarter final ပွဲစဉ်ပေါ့ Hunter United နဲ့တွေ့ဆုံမှုကတော့အကိုကျွန်တော်ထင်တယ်တိတိကျကျသိရတာတော့ရက်ကတော့တိတ် အသိမများသေးဘူးတော့ထင်နေပေါ့နော်ဘယ်တင်းနဲ့တွေ့မလဲဘယ်တင်းနဲ့ရခိုင်နဲ့တွေ့မှာလားဟန်တာရီနဲ့တွေ့မှာလားဆိုတာအဖြေပေါ်လာတော့အသိမကြသေးတော့ကြိုတင်ပြင်ဆင်မှုအပိုင်းနဲ့ပတ်သက်ပြီးတော့အခုနေတဲ့အသိကိုဘယ်လိုပြင်ဆင်ခဲ့ရလဲဗျကျွန်တော်တို့ကအခုကျွန်တော်တို့ဒီ league cup ပွဲကအုပ်စုပွဲမတိုင်ခင်မှာကျွန်တော်တို့ရန်ကုန် United ဘောလုံးအသင်းရယ်ဆဲရယ်ဟန်တာရီရယ်ဒါကျွန်တော်တို့ကကွဲစဉ်၄ပွဲလုံးကျွန်တော်တို့ကကစားပြီးွားပြီပေါ့နော်အဲအဲဂျာတဲ့မှာ၄စဉ် ွဲတွေရှိရဲ့အချိန်မှာနားလိုက်တာတလားနဲ့နေရပေါ့အဲ့တော့ဘယ်သိအုပ်စုတက်မယ်မတက်ဘူးဘယ်သိအုပ်စုတက်မယ်မတက်ဘူးဆိုတော့ကျွန်တော်တို့ကတွက်နေရပြီဘာလို့ဆိုတော့ကျွန်တော်ပြင်စင်းချင်း၃တလားနဲ့နေရနားတဲ့အချိန်မှာကျွန်တော်နားပြီးလည်းနဲ့ပါနဲ့ဘယ်သိနဲ့တွေ့နိုင်မယ်ဆိုတော့ကျွန်တော်တွက်နေရရေပေါ့နော်ဘာလို့ကျွန်တော်တွက်နေရလဲဆိုတော့ဒါဟန်တော်ဒီနဲ့ရခိုင်ပေါ့နော်ရခိုင်လည်းဘယ်သိနဲ့ကြံနေတာလဲသူကတပွဲထီးထီးနဲ့ကြံနေတော့ပါလုံးလုံးရဲ့သူ့ရဲ့ရမက်ကဘယ်လောက်ရှိနေတာလဲသူခုနှစ်မက်ရှိတယ်ဟန်တာဦးရဲ့ရှစ်မက်နဲ့သူကအုပ်စုပုံမှာ ရခိုင်တပွဲလိုနဲ့ရခိုင်က9မှတ်နဲ့ရခိုင်ကအားကအသေးပဲအောင်လဲလို့ရှိရင်10မှတ်ဟန်တာဝီကအကြရင် second place ဖြစ်မယ် second place ဖြစ်ရင်ကျွန်တော်လည်းတွေ့မယ်ဆောနာ feature ရကျွန်တော်တွက်ထားပြီးသားဘယ်အသေးနဲ့တွေ့မယ်ဆိုတော့ဒါကတော့ကျူးတွက်ထားတာပေါ့နော်တော့ရခိုင်ကိုတော့ကျွန်တော်နောက်မှစဉ်းစားထားတာဘာလို့ဆိုရခိုင်ကဟိုဘလိုပဲဖြစ်ဖြစ်သူအုပ်စုပုံရအောင်ကစားမှာပဲသူတပွဲကြံနေတာဘာလို့ဆိုသူ့မှာလည်းပြင်ဆင်ကြရတယ်လေအဲ့တော့အဲဒါကျွန်တော်တို့တွက်ထားတဲ့ကျွန်တော်တို့ idea လေးပေါ့နော်ကဲဆက်ပါဗျာဟုတ်အဲ့ဒါအကူတို့ idea နဲ့လက်တွေ့နေတော့ ထက်တူဟောက်ကြသွားခဲ့ဘူးပေါ့နော်။ကဲဟုတ်ပြီကိုကြီးဒါလောလောဆယ်မှာတော့ဟန်တာရီနဲ့တွေ့မဲ့အနေအထားတစ်ခုပါဆိုလို့ရှိရင်အခုအနေနဲ့ဟန်တာရီကိုကြော်ဖြတ်နိုင်မှုအတွက်ဘလောက်တိုင်းတာအထိယုံကြည်မှုရှိတာလဲဗျ။ဆွမ်းနာကျွန်တော်ဘယ်လိုပေါ့ကျွန်တော်တို့အုပ်စုဘွဲမပြတ်ခင်ကလေးကသူတို့ဟိုအုပ်စုပြိုင်ပွဲတွေမပြတ်ခင်ကကျွန်တော်ဟန်တာရီလို့တွေ့မယ်ဆိုတာကျွန်တော်သိပြီးသား။ကျွန်တော်အဲ့အတွက်ကျွန်တော်ဒီအသင်းနဲ့တွေ့ဖို့ကျွန်တော်ဘယ်လိုကစားမယ်ဆိုတာကျွန်တော်ဘက်ကလည်းအများဆုံးအများကြီးပြင်ဆင်ထားပြီးပါပြီဗျ။ဟုတ် ဟုတ်ကဲ့ကစားသမားတွေရောအထူးတလည်မှားတာပါနေစင်မဲ့အဲတွေ့တဲ့အတင်းကတော့ပြီးခဲ့တဲ့ဂျာဒီမြန်မာနေစနေလီမှာလေခြေစွမ်းပြခဲ့တဲ့အတင်းကြီးတင်းဆိုတော့လေဟုတ်ကဲ့ဒီနေ့နဲ့မနေ့ကလည်းတော့မတူပါဘူးကိုဟုတ်ကဲ့ပါဟုတ်ဟုတ်ကဲ့ပါဒါအခြေလေးတော့အကောင်းပါရဲ့အဲဟုတ်ပြီဗျဟန်တာရီယူနိုက်တက်အတင်းရဲ့ကစားသမားတွေတွေရပါဘောနော်အခုအနေနဲ့အဲသဘောကျမိတဲ့ကစားသမားတွေရှိရင်လည်းကျွန်တော်သိချင်ပါကျွန်တော်ကတော့ကစားသမားဆိုကျွန်တော်အကုန်သဘောကျတယ်ဘာလို့ဆိုကျွန်တော်က ဟို respect ပေါ့နော်ကျွန်တော်ကအားအများနဲ့ကစားသမားလေးဆိုကျွန်တော်အားပေးတယ်ဘယ်သိရကစားသမားမဖြစ်ဖြစ်ကိုအတင်းကကစားသမားမှကစားသမားမဟုတ်သူများတင်းကကစားသမားဆိုလဲကစားသမားဟန်တာဝီတင်းကကစားသမားစီဆိုတာကျွန်တော်ဟိုကစားသမားလေးပေါ့နော်ကျွန်တော်ညီလေးလိုကျွန်တော်သဘောထားတယ်ဒါအများနဲ့သူတို့နဲ့ဒီတင်းရမှာမဟုတ်ပါဘူးစားတင်းကအကလေးလေကျွန်တော်ကဒီလိုပါပဲအကုန်လုံးကျွန်တော်သဘောကျပါတယ်ဘာလဲသူတို့လည်းသူတို့နေထားမှာသူတို့လည်းလက်ရှိစူးစမ်းနေကြတာပဲလေဟုတ်ကဲ့စူးစမ်းနေနေစူးစမ်းနေတဲ့လူတွေဆိုတော့ဒါကျွန်တော်တို့နေပေတဲ့ဟာလေးလေအကုန်လုံးကျွန်တော်သဘောကျပါတယ်ကျွန်တော်လေးလေးလေးစားပါတယ်ဟာ ဟုတ်ကဲ့ပါလက်ရှိချိန်မှာတော့ပြိုင်ဘက်အနေနဲ့စုံမှုရှိနေတဲ့ဒီကစားသမားအကြောင်းမေးပြီးသွားရဆိုတော့နီးပြဘက်လှည့်ချင်ပါတယ်ဟန်တာရူယူနိုက်တက်အသင်းရဲ့နီးပြချုပ်ဖြစ်တဲ့ဒါဦးမျိုးမင်းထွန်းကိုရောဒီရန်ကုန်ယူနိုက်တက်အသင်းနီးပြချုပ်ဖြစ်တဲ့ဒါအကိုရဲ့စကားအတန်းပါဖြစ်ဦးမျိုးမင်းထွန်းကတော့ကျွန်တော်တို့ရန်ကုန်ယူနိုက်တက်မှာကျွန်တော်တို့စညမနေရှင်နယ်လေးစတင်တည်ထောင်ကလေးကကျွန်တော်နဲ့တော့ အဲ့တတင်းတဲ့ကစားပွဲတွေပေါ့နော်ဒါကမှထီထီတူတူပြောစရာမလိုပါဘူးပုံကိုကြီးကလည်းကျွန်တော်တို့က AC ပဲဒါပေမဲ့ဒီချိန်မှာကာလာကွဲသွားတာပေါ့နော်ဒါလည်းသူလည်းရန်ကုန်ကျန်းထဲမှာလုတ်ခဲ့ပြီးပြီဒါအခုလက်ရှိနေထိုင်ရတော့သူဟန်တာဒီမှာလုတ်နေတယ်ပေါ့နော်ဒီဘက်ဆရာအမ်မြို့မထွက်တက်ကတော့ဘာပြောစရာမလိုဘူးသူလည်းရန်ကုန်ကျန်းထဲမှာလည်းသူလည်းရလက်ခေါင်းလေးဆော့ဆောင်ပေးထားတယ်ဒီဘက်ဆရာတယောက်ပေါ့နော်ဟုတ်ကဲ့ဒါကျွန်တော်တို့ရဲ့လောကသားတွေပါပဲဗျဟုတ်အမမချက်ဝေးလို့ပါဦးရဟုတ်ကဲ့ပါအဲနောက်ထပ်မေးစင်တဲ့မေးခွန်းတစ်ခုကတော့ကျွန်တော်တို့ဒီ quarter fight နဲ့အဆင့် ွဲစဉ်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီအမတ်ပေးပွဲလို့တည်ရင်နဲ့ဇက်ထားလို့တော့မရဘူးပေါ့နော်သူတမတ်ယူမယ်ကိုတမတ်ယူမယ်အဲ့လိုတော့မရဘူးကျွန်တော်တို့နောက်ထပ်အချိန်မိုးတွေပရီတွေအဖြေပေါ်တဲ့အထိသွားမှုရှိနေတဲ့အနေအထားတစ်ခုဆိုတော့ကျွန်တော်တို့ဇန်ကုန်ယူနိုက်တက်နဲ့ဟန်တာရီယူနိုက်တက်အတင်းတို့ရဲ့ပွဲစဉ်ကမိနစ်60အတွင်းမှာပဲအဖြေပေါ်သွားဖို့ရှိမလားကျွန်တော်တို့နောက်ထပ်ပွဲအချိန်မိုးတွေဆက်ပြီးတော့ကြည့်ရဖို့ရှိမှာဗျဘယ်လိုမျိုးအခုအနေနဲ့အပြည့်ဖြတ်ဖို့လုပ်ခါ။ Okay ကျွန်တော်တို့ဘောလုံးရဲ့သဘောတဘာဝပေါ့နော်ကျွန်တော်တို့အုပ်စုဘွဲပြီးွားလို့ရှိရင် quarter final နဲ့ကစားရမယ်ဒါကကပ်ကပ်ဘွဲကိုကျွန်တော်တို့ league နဲ့မတူဘူး league ကတော့ minute 60နဲ့ဒါအချိန်ဘုံနဲ့ဗာနဲ့ဆိုထန်ကုန်ကစားရ minute 100ပေါ့နော်အဲ့တော့ဒါကတော့နီးပြတ်ဆက်တိုင်းကျွန်တော်တိအားလုံးကတိပြီးသားပါကျွန်တော်တို့ quarter final နဲ့ semi final ရောက်လာလို့ရှိရင်အချိန်ဘုံတွေပါမယ် penalty တွေပါမယ်အဲ့တော့ကျွန်တော်တို့ twin session မှာလည်း minute 120ကစားနိုင်အောင်ပြင်ဆင်ထားနိုင်အောင်ပြင်ဆင်ထားဖို့ပဲရည်ကြီးရလေဟုတ်ကဲ့ပါဗျာဟုတ်ကဲ့ပါ နောက်ဆုံးအနေနဲ့ပေါ့နော်ဒါရန်ကုန် United အသင်းကို အားပေးနေတဲ့ freight တွေပေါ့အကိုတို့ရဲ့ WNC ကွင်းမှာပဲဖြစ်ဖြစ်တူးနာကွင်းမှာပဲဖြစ်ဖြစ်အားပေးကြတဲ့ပရိသတ်တွေအများကြီးရှိရဲနောက်ပြီးတော့ကျွန်တော်တို့ TV ရနေတော့ကောင် online ရနေတော့ကောင် app ကြည့်ရှိနေတဲ့ပရိသတ်တွေအများကြီးရှိရဲပေါ့နော်အဲ့ဒီပရိသတ်တွေအများကြီးတွေအခု leak at ပြိုင်ပွဲမှာနိပြချုပ်တယောက်နေနဲ့ပြောကျင်တဲ့စကားပါများပြတ်မယ်ဗျအဲဆိုတော့ဘူဘက်ကိုပရိသတ်ပေါ့နော်ဒီရန်ကုန်တိုင်းနဲ့ဘောလုံးအသင်းလို့ပြောလိုက်တာနဲ့ဒီပရိသတ်ဆိုတော့မေ့လို့မရအောင်နော်ဒီဖန်သားပြင်ရပဲဖြစ်ဖြစ်အကြောင်းမျိုးအောင်မျိုးကြောင့်တို့ အလုပ်တွေမအားလို့ကွင်းထဲကိုလာအောင်ပေးနိုင်အောင်မှသူတို့ online အနေနဲ့လည်းအားပေးနေတယ်လေဆိုဆိုလည်းဘလုံးကွင်းထဲကိုလာအားပေးတယ်အဲ့တော့ပေးတဲ့အမြောင်များလာအားပေးနေရလဲကျွန်တော်တွေ့ရတယ်ပေါ့နော်အဲ့ဒါကျွန်တော်တို့လည်းအားရှိတယ်ကျွန်တော်တို့လည်းအကောင်းဆုံးစူးစမ်းပြီးပြင်ဆင်ထားတယ်ပေါ့နော်ပေးတဲ့ဒီပြောရှင်မှုဟိုပေးခြင်းပါတယ်ခင်ဗျဟုတ်ဟုတ်ကဲ့ပါဖြည့်ပေးတာကျေးဇူးတင်ပါတယ်။အော်ကျွန်တော်တခုမေးလို့ပေါ့။လက်ရှိမှာအရေးကြီးရတာကအခုလာမယ့်ပွဲမတိုင်ခင် အခုအတင်းရဲ့ကစားသမားတွေထဲမှာဒန်ရဲ့ကစားသမားတွေပွဲပယ်ကစားသမားတွေရောရှိလား။ဒါမှမဟုတ် MP အပြင်နဲ့ပွဲကိုရှင်ပြိုင်ရမှာလား။ အဲကျွန်တော်ကဟိုအုပ်စုနောက်ဆုံးဘွဲမတိုင်ခင်မှာတော့ကျွန်တော်ကအုပ်ကန်နဲ့ကတော့နည်းနည်းလေးအကျူရီနည်းနည်းရတာလေအဲ့ဒါတော့သူလေဟေးစေတဲ့မှာလဲသူပြင်ကျူရီကြောက်သူမကစားနိုင်ဘူးပေါ့နော်ကျန်တဲ့လူတွေအကုန်လုံးအပြီးအပြီးရှိပါတယ်အားလုံးကလည်း ready ဖြစ်နေပါပြီဗျာဟုတ်ဒါအခုလိုမအားတဲ့ကြားနေကျွန်တော်စီကိုလာပြီးတော့ပြင်ပြင်စုံစုံဖြစ် जा ပေးတာကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်ခင်ဗျာโอเคကျွန်တော်လည်းကျေးဇူးတင်ပါတယ်အမဒီဖိုးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာโอเค